မြင်္ဂလာပါမနေ့ပြန်ခုနှစ်အသားသမီးများအတွက်တည့်ရတာဆောင်းရှောင်းအောင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေအသားသမီးများအတွက်ယနေ့မှာတော့ကို့အပေါ်မနာလိုသူရန်လိုသူနှောက်ရချင်သူများတွေ့ရတတ်ပါတယ်နေထိုင်ရင်လည်းစိတ်လိုမကြစရာလေးတွေဖြစ်နေတတ်ပါတယ်အပြောမဆိုမှဆုံးဖြတ်ချက်အမှားတွေကြုံတွေ့ရတတ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်ပဋိဌာပိပါတင်းနစ်ပါတယ်ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြစ်အောင်ဖြစ်ပါတယ် ရေရီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာကော်ဖီနှစ်ခွက်ကပ်လို့ပူဇော်ပေးပါတနေ့လာတာသမီများတို့ယနေ့မှာတော့အလုပ်မှာစိတ်မပါပဲဖြစ်နေတတ်ပါတယ်ရဲစစ်ပစ္စည်းများပြုပြင်ပြင်ဆင်ရတတ်ပါတယ်လူမျိုးကြပါတာကြားတွေရဲ့အကူအညီထောက်ပံ့တွေရရှိပါလိမ့်မယ်ငွေကမ်းတော့ကောင်းပါတယ်ကိုလက်ရရန်တာမျိုးတွေဖြစ်တတ်ပါတယ်အချိန်ရေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်တဲ့လေးပါတဲ့ခဏများကြိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အစိမ်းရောင်းတဲ့အနေအထားဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရဖျက်မှာပေါင်ပေါင်၅ချက်ကလို့ပူဇော်ပေးပါအင်္ဂါသားရမိမိတော့ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ကြုံတွေ့ရတတ်ပါတယ်စကားပြောဆိုညှင်းခေါ်တတ်ပါတယ်အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်ခေါင်းတချံကိုက်တတ်ပါတယ်အချိန်ရင်းမှာတော့ဝေးလေကောင်းလိမ့်မျိုးဖြစ်ပါတယ်အိမ်တော်ရင်းမှာတော့တာယာနေပါလိမ့်မယ်သုံးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အနည်းငယ်အရာဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရံဖျက်မှာဖျဲသီးသုံးစိတ်ကတ်လို့ပူဇော်ပေးပါဘုံတော်ဦးသားသမီးများတော့ယနေ့မှာတော့အရေးကြီးစာစာရက်များစာချုပ်များပြတ်သက်ပျောက်သက်ပါတယ်အလုပ်ထဲမှာစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်ယင်းဤနဲ့မိတ်ဆွေတို့ဦးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်ခေါင်းမူကောင်းကောက်ဖြစ်တတ်ပါတယ်ချစ်တူစရာနေပြီးတော့ထင်မှတ်မထားတော့လက်ဆောင်များရတတ်ပါတယ်လေးသစ်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနက်ရောင်နဲ့ရွှေပွားရောင်ဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရဲ့အဖေမှာအုန်းဒီပါတယ်မို့ကတ်လို့ပူဇော်ပေးပါကျာရာပရိသတ်မိမိများတော့ယနေ့မှာတော့အလုံနှမျိုးနေရာနှမျိုးဝင်းဝင်းနှမျိုးဘာမဆိုနှစ်ကြိမ်တစ်ခါဖြစ်တတ်ပါတယ်အပြိုင်ဆိုင်တွေကြားနေတဲ့ကနေပြီးတော့အခွင့်အရေးကောင်းတွေရရှိပါလိမ့်မယ်စီးမျက်စိအစာရင်နဲ့ပတ်သက်ပြီးတော့အထူးသတိပြုပေးပါအခြေအနေမှာတော့ဝေးလေကောင်းလိမ့်မျိုးဖြစ်ပါတယ်လေးကွန်ပါတဲ့ကလမ်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိရဖျားမှာဘစ်ကစ်ကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတော့ယနေ့မှာတော့အိုးအင်စာဦးနေရာပြပြပြင်ဆင်ရတတ်ပါတယ်အလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာအနာတရဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်ဖျားပုံတော့ရဟန္တာပုံတော့ညာအင်ကိုကြွလာရင်၄ဆ၆ဆုံးထိထိုးပေးပါအချိန်ရေးမှာတော့ယူဆတွေကွဲလွန်နေတတ်ပါတယ်ကံကောင်းတဲ့အရာကတော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိရဲ့ဖျက်မှာတတိ6စိတ်ကတ်လို့ပူဇော်ပေးပါစနေသားသမီးများတို့ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရစရာရှိတဲ့ငွေကြေးများကမထင်မှတ်ပဲနဲ့ပြန်ဝင်လာတတ်ပါတယ်ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်နှင်းငါးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ဖြူရောင်းနဲ့ရွှေဝါရောင်ဖြစ်ပါတယ် ရေရအနေနဲ့ကတော့မိမိရဖះမှာပဲပလာတာကလူပူဇော်ပေးပါအားလုံးကြမ်းမှချမ်းသာကြပါစေ